Rhinoceros လို့ခေါ်တဲ့ကြံ့ကြီးတွေဟာတကောင်လက်ရှင်တန်တီထိုင်ကြတဲ့သရဝါကြီးများဖြစ်ပေမဲ့တခါတလေတခြား Rhino တွေနဲ့လည်းဆက်သွယ်ဖို့လိုအပ်လာတဲ့ခါမျိုးရှိတတ်ပါတယ်။သူတို့အသုံးပြုတဲ့ဆက်သွယ်နည်းတွေထဲမှာအထင်ရှားဆုံးတစ်ခုကတော့ Snow လို့ခေါ်တဲ့နှာမုတ်ပြီးတံပီးတတ်ကြတာပဲဖြစ်ပါတယ်။ကြီးစုသူမိတ်ဆွေများအတွက်ဘ ഹു သုတဖြစ်ပွဲစိတ်ဝင်စားဖို့အကြောင်းအရာများတင်ဆက်ပေးသွားမှာဖို့ The Prehab Channel လေးကို Like and Subscribe လုပ်သွားပေးပါဦးခင်ဗျာ။ဆ Snow ဆိုတာက Rain လို့တကောင်ဟာနှာခေါင်းထဲကလေလေးကိုအချိန်ဟုန်နဲ့ပုတ်ထုတ်လိုက်တဲ့အခါထွက်ပေါ်လာတဲ့အံမဲဖြစ်ပါတယ်။အဲ့ထွက်ပေါ်လာတဲ့အတန်နဲ့တခြားတိရိစ္ဆာန်တွေသုံးမဟုတ်အခြားမျိုးလူကြံ့တွေကိုသတိပေးတဲ့အခါနဲ့ဆက်သွယ်တဲ့အခါတွေမှာသုံးတတ်ပါတယ် အချို့အချိန်တွေမှာတော့ snow လို့ခေါ်တဲ့သူတို့ရဲ့အတန်ကိုဒေါ်လာဖြစ်တဲ့အချိန်တွေမှာသုံးတက်ကြပါတယ်။လူတွေဒါမှမဟုတ်အခြားတိရိစ္ဆာန်တွေသူတွေထိုင်တဲ့နယ်နိမိတ်အနီးတွာလာတဲ့ခါတွေမှာ snow လို့ပြီးမကြိုက်ကြအောင်အလင်းမြန်ပြရက်ကြပါတယ်။ဒါအပြင်သူတို့အချင်းချင်းကြားဆက်သွယ်ဖို့အတွက်လည်းသုံးတက်ကြပါတယ်။တခါလေသူတို့ကြောင်းရထိုက်လန့်နေချိန်မှာလဲအဲ့ဒီအတန်ကိုသတိပေးတာအနေနဲ့သုံးတက်လိရှိပါတယ်။ ရိုင်းဒိုရီယာအတန်နဲ့တွေမဟုတ်ပါဘူးသူတို့ရဲ့နှာမိုးတန်ကိုတုံးပြီးဆက်မှတ်ကင်းလက်ချံခြင်းမျိုးနဲ့ဘော်ရီပူရှာကိုဟန်နေသားပြတ်တာပြီး facial expression မျက်နှာမူရာတို့နဲ့လည်းစကားပြောသလိုဆက်သွယ်တတ်ကြပါတယ်သူတို့အတွက် snow ဆိုတာတာမန်အတန်ပေးမှုမျိုးမဟုတ်ပဲဒရိပေးမှုဒေါသကိုဖော်ပြမှုကြောက်ရွံ့မှုနဲ့ဆက်သွယ်မှုပြုလုပ်တဲ့အခါမှာဖော်ပြနိုင်တဲ့အပြည့်နဲ့အတန်မျိုးပဲဖြစ်ပါတယ်